အားလုံးမင်္ဂလာပါကျွန်တော်တို့တွေကိုတိထားတဲ့လွယ်တကူမင်းင်းလေးတွေနဲ့ဒီဝက်ကြတစ်ချောင်းကိုကိုစိတ်ထဲမှာစဉ်းစားထားတဲ့အတိုင်းပြောနိုင်မှုအတွက်တစ်ခါတလေမှအခက်ခဲကြုံနေရတတ်ပါတယ်အခုဒီမှာကျွန်တော်နမူနာဝက်ကြလေး၁၀ချောင်းပေးထားပါတယ်အဲ့ဒီနမူနာဝက်ကြလေး၁၀ချောင်းကိုအင်္ဂလိပ်လိုကျွန်တော်တို့စဉ်းစားပြီးတော့ပြောကြည့်ပါတကယ်လို့မပြောနိုင်သေးဘူးဆိုရင်တော့ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပြီးတော့မှလိုက်ပြီးတော့ ြောကြည့်ပါပြီးရင်တော့ဒီလိုရေးနိုင်မှုအတွက်ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုကျွန်တော်အကြံပြုပါမယ်နံပါတ်1ကသူတို့ကငါ့ကိုခွေးနဲ့ရှူတိုက်တယ်အဲ့တော့ကျွန်တော်တို့ကရှူတိုက်တယ်ဆိုတဲ့စကားလုံးကြီးကိုကျွန်တော်တို့ definitely မှာလဲလိုက်မစားပါနဲ့ရှူတိုက်တယ်လို့လဲကျွန်တော်တို့ချက်ထားတာလည်းမရှိပါဘူးအဲ့ဒီတော့ကျွန်တော်တို့ဘာသုံးမလဲဆိုတော့ pon ဆိုတဲ့ verb လေးကိုကျွန်တော်သုံးပြီးတော့ရေးပြပါမယ် โอเค verb ကို tone ကိုထုတ်ပါမယ်အဲ့တော့ subject ကသူတို့ဆိုတော့ they toned the dog ဒီဒီဘာသာပြန်ကြည့်လိုက်မယ်ဆိုရင်သူတို့ကတဲ့သူတို့ရဲ့ခွေတွေကိုလှည့်လိုက်တယ် to me ငါဘက်ကိုလှည့်လိုက်တယ် they toned the dog to me သူတို့ကျွန်တော်ကိုခွေနဲ့ဆူတိုက်တယ်ဟုတ်ပြီဒါကကိုစကားပြောနေတဲ့ချိန်မှာ ြစ်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့က possible ကိုတုံးပြီးတော့ရှင်းတာဖြစ်ပါတယ်။သူကငါ့ကိုချောပေးပြီးထိုင်းနေတယ်။ဒီနေရာမှာအကုံလုံးကိုကျွန်တော်တို့ကတိုက်ရိုက်ကြီး translate လုပ်မယ်ဆိုရင်တော့အတိအပယ်တွေကတလွဲတချော်တွေဖြစ်သွားမှာဖြစ်ပါတယ်။အော်ပေးတာဥပမာ give လို့တုံးလိုက်တာမျိုးပေါ့နော်။ဟုတ်ပြီအဲ့တော့အာပထမဆုံး main verb ကိုအရင်စာကြည့်လိုက်တဲ့အခါမှာထိုင်းနေတယ်။ထိုင်းနေတယ်ဆိုတော့ present continuous tense အဲ့တော့သူထိုင်းနေတယ်ဆိုတော့ subject က he ဆိုတော့ he is sitting သူထိုင်းနေတယ်ကြောပေးပြီးကြောပေးလျက်နော်ဒီလိုလျက်တွေပါတယ်ဆိုရင်ကျွန်တော်က ving နဲ့သုံးပြီးတော့စကားစုရေးရမှာဖြစ်ပါတယ် turning his back back ကြောကုန်းက back turning his back သူ့ရဲ့ကြောကိုလှည့်ပြီးတော့ to me အဲ့ဒီကျောင်းကဘယ်ဘက်ကိုဥတည်ထားတယ်လဲဆိုတာဖော်ပြတာဖြစ်တဲ့အတွက် to ဆိုတဲ့ preposition လေးသုံးပြပါမယ် he is sitting turning his back to me သူကျွန်တော်ကိုချောပြပြီးတော့ထိုင်းနေတယ်တဲရိုးပါလာပြန်ရင်တော့သူကကျွန်တော်ဘက်သို့သူ့ရဲ့ကြောကိုလှည့်ပြီးတော့ထိုင်းနေတယ်ပေါ့အလိုကြီးလေအရာနဲ့လေမြန်မာမှာလဲစကားပုံအနေနဲ့ကိုရှိပါတယ်အလိုကြီးလေလေအရာနဲ့လေလေ အဲဒီလိုလေး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 ဆိုလို့ရှင်တော့သူ့ရဲ့ pattern လေးကိုကျွန်တော်မှတ်ထားမှာဖြစ်တယ်အဲ့ဒါကတော့ degree 2နောက်က subject verb comma degree 2 subject verb တတိထားမှာ degree 2ရဲ့အစီအမအမြဲတမ်းဒေပါပါတယ်လိုချင်တာက want ဟမ်ရရှိတာဆိုတော့ get ကျွန်တော် subject ကိုတော့ယူလေးထည့်လိုက်မယ်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ the more you want. The more you want, the less you get. ဒါဆိုရင်တော့အလိုကြီးလေးလေးအရာနဲ့လေးလေးဖြစ်ပါတယ်။အာဒီ pattern လေးကလည်းကျွန်တော်တို့အရန်အသုံးဝင်တဲ့ဒီ pattern လေးဖြစ်ပါတယ်နော်။အဲ့တော့ degree 2ရဲ့နောက်မှာ subject verb နောက်ကကောမ degree 2 subject verb ဒါပေမဲ့ဒီနေရာမှာ verb နေရာမှာ verb to be ဖြစ်ခဲ့မယ်ဆိုရင်တော့မြုပ်ပြီးတော့ရေးလို့ရပါတယ်။ဥပမာရေနဲ့လေလေအန်ရကြီးလေလေ the deeper the water the deeper the water ကောမအမှန်မှာတော့ the water is deep ဆိုရင်ရေကနက်တယ်လို့ဖြစ်တယ်။သို့တော့ဒီဖက်ထမ်းမှာတော့ verb to be က iss ကိုကျွန်တော်တို့မြှောက်ပါမှာဖြစ်တယ်။ the deeper the water the greater the danger ဂျင်းနဲ့လေလေအန်ဒီရဲ့ကြီးလေလေအဲ့တော့ verb to be ကိုမြုပ်ထားတာဖြစ်တယ် the deep on the water is the greater the danger is အဲ့ဒီလိုရေးဖို့မလိုအပ်ဘူးခေါင်းတိုင်မိမယ်လွယ်လွယ်လေးပါ mind your head mind ဆိုတာတတိထားတာ your head မင်းရဲ့ခေါင်းကိုတတိထားပါလို့ပြောလိုက်ရင် ဒါဒီအတိပယ်ကကိုအထက်မှာကိုရှေ့မှာအာကိုအရက်နဲ့မလွတ်လို့ခေါင်းတစ်ခုတန်နဲ့တိုက်မိမယ်ဆိုတဲ့အတိပယ်ကိုပြောတာဖြစ်ပါတယ် mind your head နောက်တစ်ပုဒ်ကငါ့ကိုအထင်မသေးပါနဲ့အဲ့တော့အထင်မသေးပါနဲ့ဆိုတော့ကျွန်တော်တို့အရက်ထက်မှာတော့ဟာတာပြောတာတော့အထင်မစမောနဲ့လို့ဘာလို့ဒီလိုတွေပြောတာရှိတယ်တော်တော်အဲ့လိုသုံးလို့မရဘူးအထင်မသေးပါနဲ့အထင်သေးတာကိုကျွန်တော်တို့နှစ်မျိုးပြောလို့ရတယ်အဲပထမတစ်မျိုးကတော့ ကျွန်တော်တို့ phrase verb အနေနဲ့ look down on look down on တောက်တုံးလို့ရတယ်အမလုံးနဲ့လို့ပြောတာဖြစ်တဲ့အတွက် don't နဲ့ကျွန်တော်တို့သုံးရမှာဖြစ်တယ် don't look down on me ငါ့ကိုအထင်မသိပါနဲ့ don't look down on me ငါ့ကိုအထင်မသိပါနဲ့ don't look down on him သူ့ကိုအထင်မသိပါနဲ့ don't look down on others တခြားလူတွေကိုအထင်မသိပါနဲ့ အကုန်လုံးအစားထုတ်ပြီးတော့ practice လုပ်လို့ရပါတယ်အနောက်တစ်ခုက underestimate estimate ဆိုတာခံမှန်းတာ underestimate ဆိုတာလျှော့ပြီးတော့ခံမှန်းတာဒါလျှော့တွက်တာလဲအထင်သေးတာဒါလေးလဲသုံးလို့ရတယ်ဒါဆိုရင်အဲ့ဒါလေးနဲ့ဝက်ကြလေးတစ်ချောင်းလောက်ထည့်ရေးကြည့်အောင်အဲ short တွက်တာက underestimate တကယ်တမ်းထွားမှာတော့ underestimate ဒါဆိုရင်မင်းရဲ့ပြန်ပြန် your opponent opponent အဒီနမှာအတန်တွက်လေးကိုနည်းနည်းလေးသတိထားပါရှေ့က o ကသူကတံပြောထွက်တာဖြစ်တဲ့အ opponent opponent ဒါဆိုရင်မင်းရဲ့ပြန်ပက်ကို short တော့ပါဆိုတော့ underestimate your opponent မင်းပြန်ပက်ကို short တော့ပါဘယ်တော့မှ short မတွက်နဲ့ဆိုတော့အမည်ရှေ့ကနေ never လေးထည့်ပေးလိုက်အောင်မယ် never underestimate your opponent မင်းပြန်ပက်ကိုဘယ်တော့မှ short မတွက်ပါနဲ့ အာမယူဆန်းနဲ့အမယူဆန်းနဲ့ဆိုတော့ကျွန်တော်တို့ကဝက်ကြအရန်တို့ပါတယ်နော်ဒီနေရာမှာအဲယူတာစဉ်းစားဆင်ခြင်တုံတရားနဲတာကိုအင်္ဂလိပ်မှာ foolish foolish အာအမေဒီမတ်ကလည်းဒါယူတတ်တာဖြစ်တယ်ဒါပေမဲ့ဒီကြက်မာရေးပန်းဆရာနဲ့အဲပတ်သက်တယ်ဒါကြောင့်မလို့မယူဆန်းနဲ့ဆိုတော့ foolish ဒီတလုံးနဲ့ပြောလို့မရဘူး အဲ့တော့မလုံနဲ့ဆိုတော့ don't ပေါ့ဒါဆို don't foolish လို့ရလားဆိုတော့မရဘူးဘာကြောင့်လဲဆိုတော့ foolish က adjective ဖြစ်နေတယ်ဒါကြောင့်မလို့အဲ့ foolish ရဲ့ရှေ့မှာ verb to be ဖြစ်တဲ့ be b ကိုထည့်ပေးရမယ် don't be foolish မယူဆန်းနဲ့နော်အဲဒါဆိုအခြားအသေးပဲလေအများကြီးပြောလို့ရတာပေါ့ don't be lazy မပြင်းနဲ့ don't be afraid မကြောက်နဲ့သူ့ကိုဒီနေရာမတွားစေနဲ့ ဒါလည်းပဲကျွန်တော်တို့အမေပေးဝတ်ချက်ဖြစ်တယ်မလုံနဲ့ဆိုတော့ don't နဲ့ပဲစမယ်။သွားတာ go ဆိုတော့ don't go ။ဒါပေမဲ့သူပြောတာသူ့ကိုဒီနေရာမသွားစေနဲ့ဆိုပြောချင်တာသွားခွင့်မပြုနဲ့လို့ပြောတာ။ဒါကြောင့်မလို့ကျွန်တော်တို့ကဘာလေးနဲ့သွားမလဲဆိုတော့ let ဆိုတဲ့ verb လေးကိုခေါ်ရမယ်။ let ရဲ့သုံးပုံသုံးနည်းက let object v1 အဲ့ဒီ V1 မှာကျွန်တော် SD ESD ပေါင်းဖို့မလိုအပ်ဘူး Don't let object က him သူ့ကို Don't let him go ဒါဆိုရင်သူ့ကိုမသွားစေနဲ့နော်ဒီနေရာမသွားစေနဲ့ဆိုတော့ there Don't let him go there မြန်မြန်ပြောလို့စရင် let မှာထီတန်ကြီးထဲမထွက်ဘူး Don't let him go there အဲ့ဒီနေရာကိုသူ့ကိုမသွားစေနဲ့ တခုခုကိုလုံရဲတယ်လုံဝင်တယ်ဆိုလို့ရှင်တော့တဲနဲ့ infinitive နဲ့တွဲပြီးတော့ရေးရမှာဖြစ်တယ် I dare jump over the fence ဇာဝတ္ထုတခုခုပေါ်ကနေကျော်လွှားပြီးတော့ဖြတ်တန်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောချင်တယ်ဆိုလို့ရှင်ကျွန်တော်တို့က preposition over တုံးရပါတယ် I dare jump over the fence ဒါမှမဟုတ်ရင် I dare to jump over the fence ဒီလိုလည်းပြောလို့ရတယ် to ကတော့ထဲလို့လည်းရတယ်မထင်လည်းရပါတယ် Now beton မှာဒီလိုမပြောနဲ့ဒါလည်းပဲလွယ်လွယ်လေးပဲเนาะအဲ meaning လို့ရလေကျွန်တော်တို့ပြဿနာမရှိဘူးပြောတာက say Now beton မှာဒီလိုမပြောနဲ့လွယ်ပါနဲ့ beton မှာဆိုတော့ never နဲ့စလိုက်ပါမယ် never say that အာဒီလိုဆိုတော့ that အတခုပေါ့သူပြောလိုက်တဲ့စကားတခုဒါ that လို့ကျွန်တော်တို့သုံးမယ် again ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကတစ်ခါတလေမှာဒီမှာစဉ်းစားမြန်မာလိုစဉ်းစားပြီးတော့ကိုက meaning သိပါလျက်နဲ့အင်္ဂလိပ်လိုရေးလို့မထွက်တာပြောလို့မထွက်တာလေးတွေရှိတယ်အဓိကတော့ဒီစာဖတ်တွေ့ကြုံပဲဖြစ်ပါတယ်နော်စာဖတ်တွေ့ကြုံပဲဖြစ်တယ်အစာများများဖတ်ဖို့အရင်အရေးကြီးပါတယ်ဒါမှစကားလုံးတွေကိုမှတ်မှတ်ကန်ကန် တုတ်တက်မှာဖြစ်တယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်က listening များများလုပ်ဖို့လိုပါတယ်။ listening လုပ်ရင်းနဲ့ကျွန်တော်တို့အတန်အတွက်လေးလေ့ကျင့်ပြီးသားရသလိုဒီ grammar လေးကျွန်တော်တို့အမြဲတမ်းပြန်ပြီးတော့အသုံးအနှုန်းလေးတွေလည်းပြန်ပြီးတော့သိနိုင်ပါတယ်။ထူးဆန်းတဲ့အသုံးအနှုန်းလေးတွေဆိုရင်အလွတ်ကျက်တာတဲ့ကျွန်တော်ရဲ့နေ့စဉ်ဘဝမှာမကြမကြာထက်ထက်ပြီးတော့အဲပြောတဲ့တဲ့အလေးအထားလေးဖြစ်အောင်ကြိုးစားပါ။ဒါဆိုရင်တော့ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ကိုတွေးစမ်းများစိတ်ထဲမှာရှိတာကိုပြောနိုင်လာမှာဖြစ်ပါတယ်။ Okay, Thanks for watching to the end of the video and I'll see you in next videos.